ဒါကတော့အမေရိကန်သမ္မတဒေါ်နန်ထရပ်ကနယူးယောက်မြို့တော်ဝန်တည်တက်လာတဲ့တဲ့င်းပေါ်တုတ်ပြန်လိုက်တဲ့စကားလုံးပဲဖြစ်ပါတယ်။နယူးယောက်မြို့တော်ဝန်တည်ဆိုရမ်မန်ဒါနီကလည်းရွေးကောက်ပွဲနိုင်ပြီးပြီးချင်းပထမဆုံးပြောတဲ့မိခုနဲ့မှာပဲသမ္မတထရန့်ကိုတိုက်ရိုက်စင်ခေါ်လိုက်ပါတယ်။အမေရိကန်ရဲ့သမ္မတဒေါ်နန်ထရပ်ကမင်းကဂျူးမုန်းတီးသူမင်းကပြည်နှင်တန်ပေးမယ်လို့ချင်းချောက်ထားပြီးနယူးယောက်မြို့တော်ဝန်ဖြစ်တဲ့ဆိုရမ်မန်ဒါနီကမင်းရဲ့အာဏာရှင်စနစ်ကိုငါတို့ကပဲတွန်းလှန်ပြမယ်လို့ကြွေးကြော်ထားပါတယ်။ ဒါကြောင့်ဒီဗီဒီယိုလေးမှာတော့ဇိုရန်မန်ဒန်နီဆိုတာဘယ်သူလဲယူဂန်နာနိုင်ငံဘွာဆိုရှယ်လစ်တယောက်ကနီးနယူးယောက်မြို့တော်ဝန်ဘယ်လိုဖြစ်လာတာလဲထရန့်ကဘာလို့သူ့ကိုဒီလောက်ထိပြစ်မှတ်ထားနေရလဲသူတို့နှစ်ယောက်ရဲ့ပတ်လည်ပခါကအမေရိကန်နိုင်ငံရဲ့အတွက်ဘာတွေဆက်ဖြစ်လာနိုင်မလဲဒီနေ့ဒီဗီဒီယိုလေးမှာသုံးသပ်ကြည့်ကြပါမယ်ဗီဒီယိုလေးကိုမစခင်မှာကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးမယ်ဆိုရင်နောက်ထပ်ဒီလိုဗဟုသုတရတဲ့ဗီဒီယိုအစ်စ်တစ်ပုဒ်လုပ်ဖို့အတွက် ခွန်အားဖြစ်စေတာကြောင့် like and subscribe တွေလုပ်ပေးကြဖို့မြစ်တာရဲ့ခံပါရရှင် ပထမဆုံးအနေနဲ့ဇိုရန်မန်တာနီဆိုတာဘာတူလဲသူကအသက်34နှစ်ပဲရှိသေးတယ်ယူဂန်ဒါနိုင်ငံမှာမွေးပြီးအိန္ဒိယနိုင်ငံဘွားမိဘတွေကနေဆင်းသက်လာတဲ့ရွှေ့ပြောင်းအခြေစိုက်သူအီမီဂရန့်တယောက်ပါအသက်9နှစ်မှာနယူးယောက်ကိုမိသားစုနဲ့အတူပြောင်းလာပြီးဒီမြို့မှာပဲကြီးပင်းခဲ့တာပါ။သူကကွန်မြူနတီတယောက်မဟုတ်ပါဘူး။သူကသူဒီမိုကရက်တစ်ဆိုရှယ်လီလို့ခံယူထားသူပါ။ဇိုရန်ရဲ့အတိတ်ကမဲဆွယ်စကားကဒီမြို့ကိုအလौဒမာလူဒန်းစားတွေနေနိုင်တဲ့မြို့ဖြစ်အောင်လုပ်မယ်။သူကအလौဒမာလူဒန်းစားဘက်ကအဖြစ်အ အဝရက်တည်ပါတယ်လူချမ်းသာတွေနဲ့ကော်ပိုရေးရှင်းကြီးတွေအပေါ်အခွန်တူးကောက်မယ်အိမ်ငါးကားတွေအဆက်မတန်တက်တာကိုရက်တက်မယ်ခလီထင်းကျောင်းတွေအခမဲ့ဖြစ်စေရမယ်ဆိုတဲ့မူဝါဒတွေကိုကင်ဆယ်ထားသူပါဒါတွေဟာနေ့စဉ်ဘဝမှာရုန်းကန်နေရတဲ့လူငယ်တွေအလုပ်သမားတွေလူလက်တန်းစားတွေရဲ့အသေးနှလုံးကိုဓာတ်ရိုက်ထိသွားစေပါတယ်နယူးယောက်မြို့ဆိုတာကကမ္ဘာအရရက်ကရွှေ့ပြောင်းနေထိုင်သူတွေနဲ့တိဆောက်ထားတဲ့မြို့ပါဒီမျိုးရဲ့အဓိကဥဒေတာကဘသူမဆိုဒီမာလာကျူးစားရင်အောင်မြင်နိုင်တယ်ဆိုတဲ့အယူအဆပါ ဇိုရန်လိုအီမီဂရန့်တယောက်ကနေမြို့တော်ဝင်ဖြစ်လာတာကိုနယူးယောက်မြို့သားတွေကချိန်ချမှုလို့မမြင်ပဲဒါမှနယူးယောက်စစ်စစ်လို့ခံယူပြီးဂုဏ်ယူကြပါတယ်ဒီမူဝါဒတွေနဲ့ပဲသူဟာနယူးယောက်ရဲ့အပြာရောင်ဒီမိုကရက်တစ်ဌာနချုပ်လိုနေရာမှာပါတီရဲ့လက်ရှိမျက်နှာကြီးတွေပိုက်ဆံရှိသူတွေကကြောထောက်လောက်ခံပေးထားတယ်ပြိုင်ဘက်ဝင်အန်ဒရူးခူမိုကိုအနိုင်ယူခဲ့တာပါ။ဒါကြောင့်ပဲသူဟာနယူးယောက်သမိုင်းမှာပထမဆုံးမွတ်စလင်မျိုးတော်ဝင်ပထမဆုံးတောင်အာရှနယ်ပွားမျိုးတော်ဝင် ြီးတော့ရာစုနှစ်တခုအတွင်းအသက်အငယ်ဆုံးမြို့တော်ဝင်ဖြစ်လာတာပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတာကသမရဒေါ်နန်ထရက်ကဘာလို့သူ့ကိုဒီလောက်တောင်ပြစ်မှတ်ထားနေရလဲရန်သူတော်တယောက်လိုသတ်မှတ်နေရတာလဲဒါအရေးကြီးဆုံးအချက်ပါဘာဖြစ်လို့လဲဆိုတဲ့အကြောင်းရင်း၃ခုရှိပါတယ်ပထမအကြောင်းရင်းကအယူဝါဒပါသူတို့နှစ်ယောက်ကအဖြူနဲ့အမဲမီးနဲ့ရေလိုကွာခြားနေပါတယ်။ Trump က American First, American သာပထမ Corporation ကြီးတွေကိုအခုန်လျှော့ပြီ နေဆက်လုံချုံရင်တင်းကျပ်ရေးကိုကင်ဆွဲတဲ့လက်ရာစွန် right wing နိုင်ငံရေးသမားပါဇိုရမ်မန်ဒါနီကတော့လူချမ်းသာစီကအခွန်ကောက်ပြီးလူဒန်းစားညီများရေးရွှေ့ပြောင်းနေထိုင်သူတွေကိုကာကွယ်ပေးရေးကိုကင်ဆွဲတဲ့လက်ဝဲစွန် far left နိုင်ငံရေးသမားပါသူတို့ရဲ့မူဝါဒတိုင်းဟာတစ်ခုနဲ့တစ်ခုတိုက်ရိုက်ဆန့်ကျင်နေပါတယ် ဒုတိယအကြောင်းရင်းကအစ္စရေးပါလက်စတိုင်းကိစ္စဖြစ်ပါတယ်။ဒါအရန်ကိုထိလွယ်ရှလွယ်တဲ့အကြောင်းအရာပါ။ထရန့်ကအစ္စရေးနိုင်ငံကို အခိုင်အမာကြောထောက်နောက်ခံပေးသူပါ။ဇိုရာမန်ဒါနီကတော့ပါလက်စတိုင်းကိုအပြေးဝထောက်ခံသူဖြစ်ပြီးအစ္စရေးရဲ့လုပ်ရက်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်သူပါ။ဒါကြောင့်ပဲထရန့်ကဇိုရန်ကိုဂျူးမုံတေးသူဆိုတဲ့စကားလုံးပြင်းပြင်းထန်ထန်သုံးပြီးတစိမ့်သက်တိုက်ခိုက်ခဲ့တာပါ။ ဇိုရန်ကတော့ဒါကိုပြန်ညင်းထားပြီးသူဟာလူမျိုးရေးခွဲခြားမှုမှန်သမျှကိုစန့်ကျင်တယ်လို့ပြောပြန်ခဲ့ပါတယ်။တတိယအကြောင်းရင်းကတော့နိုင်ငံရေးရန်သူအစ်တတယောက်ထရန့်အတွက်ထပ်တိုးလာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ Trump ဆိုတာ New York မြို့မှာကြီးပင်းပြီး New York သားလို့ကိုကိုကိုကြွေးကြော်ခဲ့သူပါအခုကိုမြို့မှာတင်ကိုရဲ့ number 1စန့်ကျင်ဘက်အယူဝါဒ social link ကိုကင်ဆယ်ထားတဲ့သူကအနိုင်ယူသွားတာဟာ Trump အတွက်တော့နိုင်ငံရေးအရမျက်နှာပြက်စရာဖြစ်စီပါတယ်ဒါကြောင့် Trump ကသူ့ရဲ့ American First လို့ရှာမှုအတွက် Zoran Mandani ကိုရန်သူတော့ American နိုင်ငံကိုဖျက်ဆီးမဲ့သူအဖြစ်ပုံဖော်ပြီးသူ့ရဲ့ထောက်ခံသူတွေကိုစီယုံလှုပ်ဆော်ဖို့အကောင်းဆုံးပြစ်မှတ်တစ်ခုအဖြစ်အသုံးချတော့မှာပါဒါကြောင့်ဒီလိုပြိုင်ဘက်နှစ်ယောက်ဖြစ်တဲ့သမရနဲ့မြို့တော်ဝန်တွေတို့ ရဲ့စစ်ပွဲကနယူးယောက်မြို့အတွက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကျမတို့သုံးသပ်ကြရအောင်။ထိတ်တိုက်တွေ့နိုင်တဲ့အထူးကဏ္ဍ၃ခုရှိပါတယ်။နံပါတ်၁ကရန်ပုံငွေတွေဖျက်တောက်မဲ့ကိစ္စပါ။ထရန့်ကဇိုရန်နိုင်ရင်နယူးယောက်ကိုပေးနေတဲ့ Federal အစိုးရရန်ပုံငွေတွေကိုဖျက်တောက်မယ်လို့ချင်းချောက်ထားပြီးသားပါ။နယူးယောက်မြို့ကအခြေခံအဆောက်အဦတွေတည်ယူပို့ဆောင်ရေးတွေအတွက်အစိုးရရန်ပုံငွေအပေါ်မှီခိုနေရတာမို့ထရန့်ကဒီပိုက်ဆံကိုတစားကန်အဖြစ်အသုံးချပြီးဇိုရန်ရဲ့မူဝါဒတွေကိုဖိအားပေးနိုင်ပါတယ်။နံပါတ်၂ကလူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီးကင်တွယ်မဲ့ကိစ္စပါ။နယူးယော ောင်မြို့ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုအစိုးရလက်ထက်အလွယ်တကူမအပ်တဲ့ Century City ခိုလိုယောင်မြို့ဖြစ်ပါတယ်။ Trump ကဒါကိုလုံးဝမကြိုက်ပါဘူး။သမရက ICE လူဝင်မှုကြီးကြပ်ရေးတွေကိုတုံးပြီးညူယောက်မှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုအကြီးအကျယ်ဖမ်းဆီးမှုတွေလုပ်လာနိုင်ပါတယ်။မြို့တော်ဝန်ဆိုရန်ကလည်းဒါကိုကာကွယ်မယ်လို့ပြောထားတာမို့ မြို့တော်ရဲတပ်ဖွဲ့နဲ့ Federal Engine တွေကြားထိတိုက်တွေ့တဲ့အထိဖြစ်လာနိုင်ပါတယ်။နံပါတ်3ကစကလုံးစစ်ပွဲနဲ့ထိုးနှက်ပြီးလူထုကိုစီးရုံးပါပါ။ဒါကတော့အသေးစားဆုံးပါပဲ။ Trump ကသူ့ရဲ့လူထုစီးဝေးပွဲတွေမှာနယူးယောက်ကဆိုရှယ်လစ်တွေကမြို့ကိုဘလို့ဖျက်ဆီးနေလဲကြည့်ဆိုပြီး Zoran ကိုပြစ်မှတ်ထားပြောပါလိမ့်မယ်။ Zoran ကလည်းသမရ Trump ရဲ့အနိုင်ကျင့်ပူကြမှုကိုရဲရဲဝံ့ဝံ့ခုခံကာကွယ်သူအလို့သမားလူရန်စားရဲ့ချန်ပီယံအဖြစ်နဲ့သူ့ရဲ့နိုင်ငံရေးပုံရိပ်ကိုတိဆောက်သွားပါလိမ့်မယ်။ အချုပ်ပြောရရင်ဇိုရာမန်ဒါနီရဲ့အောင်ပွဲနဲ့ဒေါ်နန်ထရန့်ရဲ့တုတ်ပြန်မှုတွေဟာလူပုဂ္ဂိုလ်နှစ်ယောက်ရဲ့ရန်ပွဲမဟုတ်တော့ပါဘူး။ဒါဟာအမေရိကန်နိုင်ငံရေးရဲ့အနာဂတ်ကိုကိုးစားပြုတဲ့ လက်ရဆုံး American First အယူဝါဒနဲ့လက်ဝဲဆုံး Democratic Socialist အယူဝါဒနှစ်ခုရဲ့ထိတ်တိုက်တိုက်ပွဲကြီးတစ်ခုဖြစ်လာမှသိစားပါရယ်။အခုကြည့်နေတဲ့ပြည်သက်တို့ရောဘယ်လိုမြင်လဲ။ Zoran Mandani ရဲ့ Socialist မူဝါဒတွေက New York မှာအလုပ်ဖြစ်မလား။ဒါမှမဟုတ်သမရ Trump ရဲ့ဖိအားပေးမှုတွေအောက်မှာ New York မြို့ကြီးအခက်တွေ့သွားမလားဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။နောက်တစ်ခါဒီလိုသုဘုဒ္ဓတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင် Like and Subscribe လုပ်ပြီးကြပါ 你大一干嘛也行。